မိတ်ဆွေများဘေးကင်းကြမှာကြပါသေးဗျာ။မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရအွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ထုံးတာတန်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါရခင်ဗျာ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီတနင်္လာရီမြို့နယ်ပြည်တော်စုလမ်းပိုင်းမှာညဘက်မတုံ့ဖို့ PDF တွေကတရီပေးပါရ။နောက်စစ်တပ်ထိုးစစ်ကြောင့်မို့ဝိုင်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါဗျာ။ ပြီးတော့ဒီရခိုင်ဘက်မှာနိုင်ရကစခန်းအနီးတိုက်ပွဲတွေမှာပြင်းထန်နေပြီးတော့စစ်ကော်မရှင်ကလေကြောင်းကနေဘုံလုံးကြီး30တက်မနဲ့ကြဲချတိုက်ခိုက်ခုခံနေတယ်လို့သိရပါတယ်။နောက်ပြီးတော့ရှမ်းမြောက်ကြောက်မဲမြို့မှာဒီဆယ်မိုင်လောက်အကွာမှာတန်နလီနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျာ။ပြီးတော့ဒီကရင်ဘက်မှာဒီလက်နက်ကြီးကြီးကထိုင်းမီပေါ်ကိုကြောက်ရောက်လို့ဒီထိုင်းဘက်ကတော့နေဆက်မှာလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ဆိုပါတယ်။ ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားတာပါခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီတနင်္လာနေ့မြို့နယ်ပြည်ထောင်စုလမ်းပိုင်းကိုညဘက်မတုံ့ဖို့ PDF တွေက3ပေးဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်ဒီစစ်ရေးတင်းမာနေတဲ့မြစ်ခရိုင်တနင်္လာနေ့မြို့နယ်အတွင်းမှာရှိတဲ့အမှတ်ရှိပြည်ထောင်စုလမ်းမကြီးကိုဒီစက်တင်ဘာ22ရက်နေ့ကစပြီးတော့ညဘက်အုံမပြူကြဖို့တနင်္လာနေ့မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့က3ပေးထုတ်ပြန်ထားတာဖြစ်ပါတယ် ဒီပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့တနင်္လာရီမြို့နယ်အတွင်းမှာရှိတဲ့မောတောင်နယ်စပ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့အတွက်ဆိုပြီးတော့စစ်ကောင်မချင်တပ်ကအင်အားတွေအများပြားနဲ့စစ်ကြောင်းထိုးခဲ့တာမှာလက်ရှိချိန်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့နေ့စဉ်ဒီပါဖြစ်ပွားနေတယ်လို့လည်းသိရပါဗျာ။ ဒီလက်ရှိတနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့မြိတ်တနင်္သာရီပြည်တော်စုလမ်းပိုင်းမှာစစ်ကောင်မရှင်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမိုင်းဆွဲတိုက်ခိုက်တာနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့စစ်ကောင်မရှင်တပ်ကလေကြောင်းနဲ့ဇက်တိုက်ဆိုသလိုပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်ခီးသွားမိဘပြည်သူတွေအနေနဲ့အမှတ်ရှိပြည်တော်စုလမ်းမကြီးကိုည6နာရီကနေမနေ့6နာရီအတွင်းခီးသွားလာတာမပြုတ်လုပ်ကြဖို့သတိပေးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကလည်းတိန်ခွန်ဘက်ကဆင်းလာတဲ့စစ်ကော်မရှင်တပ်ရဲ့ဒီလူနာတင်ကားကိုတော်လိုင်းအားစုပူပေါင်းတပ်တွေကဗန်လမုတ်ကျေးရွာနီးမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်။ဒီတစ်ဖက်မှာလည်းတနင်္လာရီမြို့နယ်အတွင်းမှာရှိတဲ့ဗန်လမုတ်မော်တုံတိန်ခွန်နဲ့နီးတဝိုက်ကျေးရွာတွေကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်တာတွေအကြောင်းမို့ ဒေသကနေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာနောက်ပြီးတော့ကချင်ပြည်နယ်ဝိုင်းမော်ဘက်ကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြပါမယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့အနီးကကချင်လွတ်လပ်ရေးတပ်မတော် KIA နေရာယူထားတဲ့လမ်းမြန်းဒီပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကအင်အားအများပြားနဲ့ဒီထိုးသစ်ဆင်လာလို့တိုက်ပွဲတွေကတော့နေ့စဉ်ဖြစ်နေတယ်လို့ ဒေတာအတွင်းဒီရှေ့တန်းသတင်းရမြစ်တွေက ပြောဆိုပါတယ်ဒီဝိုင်းမောက်ကနေတဆင့်လမြန်ဝါရှောင်းလန်းကိုစစ်ကောင်စီတပ်နဲ့ပြည်သူစစ်တပ်တွေထိုးစစ်ဆင်လာတာ၃ရက်ဆက်တိုက်ရှိလာနေပြီးတော့ဒီစစ်ကြောင်း၃၄ခုနဲ့ဝင်ရောက်တိုက်ခိုက်နေတယ်လို့ရှေ့တန်းကသတင်းရမြစ်တယောက်ကပြောပြပါတယ်ဒီသူပြောပြတာက ဒီအပိုင်းကအရန်တိုးလာနေတယ်နေတိုင်းလိုလိုစစ်ကြောင်းထိုးလာတယ်ပေါ့ဒီနေ့မနေ့ဆိုရင်လည်းမနေ့ပိုင်းတိုးလာတယ်နေတိုင်းလိုလိုပါပဲခံစစ်ပြောတဲ့ဘက်ကိုကြည့်ပြီးတော့တိုးလာတာရှိတယ်အဓိကတော့ဝါရှောင်းကမ်ပိုက်တီလန်းကိုပြန်ပြီးထိန်းကျင်လို့ပါလို့ဒီပြောပြပါရခင်ဗျာ ။လွန်ခဲ့တဲ့ရက်တွေကစစ်ကောင်စီတပ်ကအင်အားများပြားနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာတာကြောင့်မို့ကာကင်စခန်းတစ်ခုကိုလက်လွတ်ခဲ့ရပေမဲ့ပြန်လည်သိမ်းပိုက်ရရှိထားပြီးတော့တပ်စခန်းတွေလက်လွတ်လိုက်ရတာတော့မရှိသေးဘူးလို့ဝိုင်းမော်မြို့နယ်ကရှေ့တန်းတရင်ရင်းမြစ်တယောက်ကလည်းပြောပြပါရခင်ဗျာ။ကျွန်တော်တို့ဘက်ကတော့စုပ်ပိလဲရတာမရှိဘူးအစသူတို့အရာအများကြီးနဲ့လာတိုက်တုံးကတော့အငိုက်မိပြီးတော့ခဏစုပ်ပိလဲရတာရှိတယ်အဲ့ဒီနောက်ပြန်တိုက်တော့ပြန်ရထားပြီးတခြားစုပ်ပိရတာတော့မရှိဘူးလို့ပြောပြပါဗျာ ဒီစစ်ကောင်စီဘက်ကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ကချင်ပြည်နယ်အရှိချမ်းကနေသက်ဒေသတွေကိုပြန်လည်ရရှိဖို့ဝိုင်းမော်ကမတီလမ်းမိုက်နဲ့ခေါလံဖူးကနေတဆင်ဆော့လော်မြို့နယ်ဘက်ကိုလည်းပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့လွန်ခဲ့တဲ့စက်တင်ဘာ19ရက်နေ့ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှလည်းဒီစစ်ကော်မရှင်တပ်တွေကရှေ့မတိုးနိုင်ဘဲနဲ့အကြဆုံးများနေတယ်လို့သိရပါတယ်ခင်ဗျာနောက်ပြီးတော့ရခိုင်ဘက်ကနိုင်ရကအနီးစခန်းမှာလည်းဒီတိုက်ပွဲတွေပြင်းထန်နေတဲ့တရင်ကိုဆက်တင်ပြပါမယ် မကွေးတိုင်းငဖဲမြို့နယ်နိုင်ကံပြူဟာအနီးမှာဒီစစ်ကော်မရှင်ရဲ့အရကတက်တော် A တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာဒီစစ်ကော်မရှင်ဟာစက်တင်ဘာ23ရက်နေ့မနေ့7ရက်နေ့ကစလို့တိုက်လေရင်ဝိုင်းတွဲလေရင်တွေနဲ့ဘုံလုံးကြီး30နီးပါးကိုကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ် ဒီအမ်ဘရန်လမ်းပိုင်းမှာတိုက်ပွဲတွေဆလာကြတဲ့အဲ့ဒီနားကကြေးရွာတွေစစ်ပေးရှောင်နေကြတယ်မနေ့ကကော်ဖီဂျန်တွေဘက်ကဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတော့ရှိမှာပါအသေးစိတ်တော့မသိနိုင်သေးဘူးလို့မကွေးဒေသခံလူကရော်ဒီတိုင်းသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်စစ်ကော်မရှင်တပ်ကဒီနိုင်ရကအနီးမှာရှိတဲ့မြိုင်လှိုင်းစတဲ့ဒီကြေးရွာတွေဘက်ကဘုံအလုံးရဲ့30နီးပါးဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အဲ့ဒီနိုင်ရကန်တောင်ကျောတဝိုက်မှာလှိုင်ကျေးရွာဘက်မှာလဲစစ်ကောင်မချင်းရဲ့တပ်မကူကူကဒီလက်ကြံတပ်ဖွဲ့ဝင်300လောက်ကတပ်ဖြန့်ထားပြီးတော့အေးအေးတပ်ဖွဲ့တွေနဲ့တိတိုက်တိုက်ပွဲတွေနေ့စဉ်နေ့ပါဖြစ်ပွားနေကြောင်းကိုလည်းသိရှိရပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့ရပိုင်အတွင်းကလည်းနိုင်ရကန်မှာရှိတဲ့ဒုတရမှုအပါအဝင်စစ်ကောင်မချင်းတပ်ဖွဲ့ဝင်60နေပါတည်ဆုံပြီးတော့ စကခစခွန်လက်အောက်ခံတိုက်ရင်၄ခုထက်မနည်းတပ်ဖွဲ့ဝင်၄၀ကျော်ကိုလည်းပျောက်ဆုံးစီးရင်တွင်းထားတဲ့အကြောင်းတင်းရင်းမြစ်တွေထံကနေပြီးတော့သိရှိရပါတယ်။ဒီနိုင်ကန်ဖြူဟာစခန်းကိုစစ်ကောမရှင်ကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မစခ905ကနေပြီးတော့စစ်သုံးကားကြီးတွေနဲ့အင်အားဖြည့်တင်းတာတွေနေ့တင်ဒီပါပြုတ်လုတဲ့ရှိတဲ့အပြင်ဒီအနီးတစ်ဝိုက်မှာရှိတဲ့ကာကဲစခန်းတွေကိုလည်းဒီကင်းတောက်လေရင်တွေဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေပါတယ်။ စတင်ဘာပထမပတ်အတွင်းကလည်းနိုင်ကန်အနီဆွန်တက်ကြီးပါဘက်ကို စကကစက်ခွန်လျောက်ခံတရင်တွေဖြစ်ကြတဲ့ဒီခမရ904 969 905ဒီ900 920 295တက်ရင်တွေက စုပေါင်းပြီးတော့ဒီစစ်ကြောင်းထုတ်လျက်ရှိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ရှမ်းမြောက်ကြောင်မဲကနယ်ကတိုက်ပွဲသတင်းကိုဆက်တင်ပြပါမယ် ဒီရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ဆိုင်ပိုင်းကွာမှာစစ်ကော်မရှင်နဲ့ DNL ပူးပေါင်းတပ်တွေကဒီအကြမ်းမှာဒီတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။ဒီမနေ့ကစက်တင်ဘာလ24ရက်ညနေ9:00နာရီထိကြောင်မဲမြို့နယ်ဆိုင်ပိုင်းကွာမှာဒီမမန်းကုန်းသာခိုက်တုံဟုံနဲ့နိုင်ခန့်ကြီးဝအနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်တယ်လို့ဒီစီရေးတရေမြစ်တူကပြောပြပါဗျ။ ဒီကြောင်မဲမြို့ရဲ့အခြေအနေကမကောင်းဘူးမြို့နီဆယ်မိုင်မှာတော့တိုက်ပွဲ ပြင်းထန်နေတယ်မြို့ထဲဒီအတန်ကြားနေရတယ်စစ်တပ်ကတော့ရှေ့ဆက်မတိုးနိုင်သေးဘူးနေ့လယ်တနာရီတုန်းကမိုင်းတင်အုပ်စုတွေကပင်ဒီကျေးွာဘုံကြီးချောင်းကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့လာကျဲသွားတယ်လူထိခိုက်တာတော့မရှိဘူးလို့ကြောင်မဲမြို့ကမြို့သားတယောက်ကပြောပါတယ်ခင်ဗျာဒီစစ်ကောက်မချင်ကကြောင်မဲမြို့ကိုရွက်ောက်ပွဲကျင်းပမဲ့နယ်မြေအတွင်းထည့်သွင်းထားတာဖြစ်တာကြောင့် မြို့ကိုအပြစ်သက်ထိန်ချုပ်နိုင်ဖို့စစ်အရအများပြားနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒီစစ်ကောင်မကြီးကအောက်ကလကစပြီးတော့ကြောင်မဲမြို့ကိုထိုးစစ်ဆင်လာတာကြောင့်မြို့ကန်ထောင်ကျော်ကဟာစစ်ပွဲလွတ်ရာကိုဒီအနီးနားကျေးရွာတွေနဲ့မြို့တွေကိုထွက်ပြေးတင်းဆောင်နေကြရပါတယ်။ကြောင်မဲမှာတော့လူတော်တော်လေးပါသွားတယ်လို့ပြောရမယ်။ဈေးတွေကတော့ဖွင့်ပေမဲ့မနေ့9နာရီလောက်ဆိုအကုန်ပိတ်ကုန်ပြီးဓာတ်တော်မြို့မှာဈေးမှာဖွင့်ထားတာတိတ်မရှိဘူး။ဈေးသစ်မှာပဲဖွင့်တာလို့ကြောင်မဲမြို့ကမြို့သမီးတူကလည်းပြောပြပါဗျာ။ ဒါပြင်စစ်ကော်မရှင်ကကြောင်မဲမြို့အပြင်နောင်ချိုမိုးကုံးမြို့ကြားမှာရှိတဲ့ကြေးရွာတွေဘက်ကိုလည်းစစ်ကြောင်းထိုးနေတာကြောင့်တွလွန်ရေးတပ်တွေနဲ့နေတဲ့နေပါတိုက်ပွဲတွေကတော့ဖြစ်ပွားလျက်ရှိနေသေးဖြစ်ပါတယ်ခင်ဗျာအဲဒီတဲ့နဲ့တစ်ဆက်တည်းမှာပဲဒီကြောင်မဲနဲ့ဒီဘောမှာစစ်တပ်ကဆီလွတ်ထားတဲ့စစ်ဖက်ကြီးကလုံချုံရင်အဖွဲ့နဲ့တရင်ပေးဆယ်ဦးကျော်ကိုဖမ်းပြီးရရှိထားတယ်လို့သိရပါတယ်ခင်ဗျာဒီရှမ်းပြည်မြောက်ပိုင်းမှာဒီ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမျိုးနဲ့ဒီမောမျိုးတို့မှာ ဒီစစ်တပ်ကဆေလွတ်ထားတဲ့စစ်ဘက်ရဲ့လုံခြုံရေးတပ်ဖွဲ့ဆရာဖားနဲ့တရင်ပေးဆေဦးကျော်ကိုဖမ်းပြီးရရှိခဲ့ပြီးတော့ရရှိသူတွေမှာတရောင်းသားတထေးဒီခီသွားအပါဝင် ပုံစံမျိုးမျိုးအကြောင်းဆောင်တရင်ယူခဲ့တယ်လို့တရနယ်လေကတရင်ထုတ်ပြန်ပါတယ်ဒီကြောင်မဲနဲ့ဒီဘောမျိုးမှာ TNL ရဲ့တပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးတာတွေဆောင်ရွက်နေတဲ့အချိန်မှာအဲ့ဒီဆာယဖနဲ့ဒရင်ပေးစေဦးကျော်ကိုဖမ်းပြီးရရှိတာဖြစ်တဲ့အကြောင်းလာရှုံမြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က TNL အုပ်ချုပ်တဲ့မြို့နယ်တွေအတွင်းမှာရှိတဲ့ TNL ဂိတ်နေရာတွေဂိတ်တွင်းမှာရှိတဲ့လူဝင်အားလက်နက်အင်အားတွေဌာနဆိုင်ရာအင်အားတပ်စခန်းနေရာတွေလူစုလူဝတ်နေရာတွေမှာတရင်ရယူပြီးတော့လေကြောင်းပစ်ခတ်တာတွေပြုလုပ်ကြောင်းအဲ့ဒီနောက်မှာထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့တဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာဒီဒါကြောင့်စစ်တပ်လွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ဖို့လမ်းကြောင်းအခြေအနေတွေကိုလည်းအဓိကထောက်လှမ်းပြီးတော့တရင်ပေးပို့ခဲ့တဲ့အကြောင်း ဆာယဖနဲ့တရင်ပေးတွေဟာမြို့အတွင်းမှာရှိတဲ့လမ်းလျှောက်တော်၎င်းဆိုင်ကနဲ့တော်၎င်းလိုင်းကနဲ့တော်၎င်းအင်းစည်းကနဲ့တော်၎င်းတထေးရောင်ဆောင်တော်၎င်းတရောင်းသားရောင်ဆောင်ပြီးတော့၎င်းဒီခီးသွားရောင်ဆောင်ပြီးတော့၎င်းပုံစံမျိုးမျိုးနဲ့ဝင်ရောက်တရင်ထောက်လန်းယူခဲ့ကြောင်းသိရှိရပါတယ်ဒီဆရာဖာနဲ့တရင်ပိအချင်းချင်းဆက်တွေ့တာတွေပြုလုပ်တဲ့အခါမှာလက်ဟန်အမူအရာလက်ဖက်ဆိုင်လမ်းပေး900ဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတော့တဦးနဲ့တူတရင်ပိပြီးတော့ ဒီစစ်ကောင်စီကို online platform တွေဖြစ်တဲ့ Viber, Facebook, WeChat, Telegram တွေကနေတစင်တင်ပြပိုးခဲ့ကြတာလို့သိရပါတယ်ခင်ဗျာဒီစစ်တပ်ကတန်းပြီးအတွင်းမှာရှိတဲ့မြို့နယ်တွေမှာစစ်ဖက်ကြီးရဲ့လုံခြုံရေးများစွာဆီလွတ်ထားပြီးတော့အဲ့ဒီဖန်ဒီရမိသူတွေကိုလည်းလုံခြုံစိတ်ချရတဲ့နေရာတွေမှာကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတဲ့အကြောင်းပြစ်မှုကျွလွန်ကြောင်းထင်ရှားပေါ်လွင်ပါကတန်းပြီးဥတွေနဲ့ညီရေးယူသွားမှာဖြစ်တဲ့အကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ ထိုင်းမြန်မာနယ်စပ်ကတရင်တပုတ်ကိုဆက်ပြီးတင်ပြပါမယ်။ဒီကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်လေးကီကောတိုက်ပွဲအတွင်းမှာမြန်မာဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိုင်းမီဘော်ကိုကြားရောက်ပောက်ကွဲပြီးတဲ့နောက်ထိုင်းစစ်တပ်ကနယ်စပ်မှာဒီလုံုံရွေးတွေတိုးမြင့်ထားတဲ့အကြောင်းထိုင်းတရင်တွေကအလေးပေးဖော်ပြနေကြပါဗျ။ဒီစက်တင်ဘာလ24ရက်ကဒီမြောက်ပြည်မြို့နယ်လေးကီကော်မှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အချိန် မြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့နယ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့တဲ့အကြောင်းအဲ့ဒီကြားရောက်ပောက်ကွဲတာတွေကြောင့်လူထိခိုက်တာမရှိပေမဲ့လည်းထိုင်းနိုင်ငံဘက်ကမြန်မာဘက်ကိုတရားဝင်ကန့်ကွက်လာပေးပို့လိုက်တဲ့အကြောင်းလည်းသိရှိရပါတယ်ခင်ဗျာအဲ့ဒီလိုကန့်ကွက်လာပေးပို့ပြီးတဲ့နောက်မှာထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာစစ်တပ်ကကင်းလှည့်တာလုံခြုံရေးတွန်းမြင့်တာတွေလှုပ်ဆောင်လာတဲ့အကြောင်းထိုင်းဘက်အချမ်းမှာလည်း24နာရီလုံခြုံရေးတွန်းမြင့်လိုက်တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ ဒီစက်တင်ဘာ20ရက်နေ့ကစပြီးစစ်တပ်ကမြောက်ပြည်မြို့နယ်လေကစ်ကော်မြို့ကိုစစ်ကြောင်းတွေစတင်ထိုးလာပြီးတော့ဆွေတော်အမြောက်ကုန်းကိုရရှိရေးကျိုးပန်းထိုးစစ်ဆင်လာတဲ့အကြောင်းအဲ့ဒီနေ့ကစပြီးတော့ဒီနေ့စက်တင်ဘာလ25ရက်နေ့ထိတိုက်ပွဲတွေကတော့အပြင်းထန်ဖြစ်ပွားနေကဒီစစ်တပ်ဘက်က ထိခိုက်ဒေဆုံးမှုတွေလည်းများပြားနေတဲ့အကြောင်းဒီကရင်စီရေးတရင်အရင်မြစ်တွေအရသိရှိရပါတယ်ခင်ဗျာ ဒီနေ့စက်တင်ဘာလ25ရက်နေ့ကမိုက်တင်ပြပေးတဲ့ဒီနေ့နေ့ကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ကြီးစုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ